thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမမြို့နယ်တိုက်ပွဲမှာမော်ဘီအခြေဆိုင်ကာလာယ97တရရမှာကျောင်းစင်ပီးစာအလုတ်တင်ဘူနှံဝင်းအောင်ပါဝင်အလုတ်တင်ဘူအရာရှိလေးဦးတည်ဆုံပြီးမိသားစုများကိုတလားကျော်မှစစ်တပ်ကအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းပထမမြို့နယ်တိုက်ပွဲဝင်အကြမ်းဖက်စစ်တပ်ရဲ့မော်ဘီအခြေချာကာလာယ97တရရမှာပိုလောင်းတင်တန်းဆင်ထားတဲ့အလုတ်တင်ဘူနှံဝင်းအောင်ပါဝင်အလုတ်တင်ဘူအရာရှိပေါက်စာလေးဦးတည်ဆုံခဲ့ကြောင်း က်တွင်းတည်င်းအရင်မြစ်တွေကပြောပါတယ်ဖေဖော်ဝါရီလအတွင်းရခိုင်နယ်ပဲခူးအဆက်ဗရောင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုအကြံဖက်စစ်တပ်ကရန်ကုန်အခြေစိုက်တိုင်ရင်းတွေဖြစ်တဲ့ခလာရ61မှာပိုလောင်းတင်နန်းဆင်ထားသူတွေနဲ့စစ်မှုရန်တင်နန်းဆင်တွေကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတသားတစ်တူရဲ့အဆိုအရပထမမျိုးနယ်အတွင်းတိုက်ပွဲများမှာစစ်တပ်ဘက်မှအရာရှိနဲ့စစ်သား120ကျော်တိဆောင်းခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းမင်းလာမျိုးနယ်စိန်ကလန်ရွာ RTC ရက်ကွက်မှာနေထိုင်တဲ့ဦးမျိုးဝင်းနဲ့ဒေါ်နန်းနန်းတို့ရဲ့သားဖြစ်သူပူလောင်တင်နန်းဆင်ထားတဲ့အလုတ်တင်ပိုနန်းဝင်းအောင်ကပဝင်တိုက်ခိုက်ခဲ့ရပြီးတိဆောင်းခဲ့ကြောင်းဒါအပြင်၎င်းနဲ့အတူပို့ဆောင်ခံရတဲ့စိန်ကလန်ရွာမှာပူလောင်တင်နန်းဆင်ထားသူတောင်းလည်းတိဆောင်းခဲ့ကြောင်းသိရပါတယ်။ဒါ့ပြင်စစ်တပ်ကအလုတ်တင်ပိုများတိဆောင်းတဲ့တရင်ကိုချက်ချင်းအကြောင်းမကြားပါ ဲတလကျော်ကြာမလ23ရက်နေ့မှာအတိပေးကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်တည်ဆောက်မှုတရင်ကိုကျန်ရည်သူမိသားစုထံအကြောင်းကြားတော်လဲရုံအလောင်းကိုလာရောက်ပို့ဆောင်ခြင်းမရှိကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်ရဲ့မဲလာမြို့နယ်နေအိမ်မှာမလ23ရက်နေ့မှာစတင်ပြီးရက်လယ်တပိတ် သို့နိုင်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။နန်ဝင်းအောင်ကမော်ဘီအချိန်ဆိုင်ခလာရ61တရင်ကပိုလောင်တန်တန်းဆင်းပြီးခြင်းဖေဖော်ဝါရီလမှာရခိုင်နယ်ပကိုအစပ်ဗရာမြို့နယ်ဘက်ကိုအပုတ်ခံရတာတိုက်ပွဲတွင်တည်ဆုံသွားတဲ့မလ23ရက်နေ့ကစစ်တပ်ကမိသားစုထံအကြောင်းကြားခဲ့တဲ့အလောင်းပြန်မရဘူးသူ့အဖေကခြေပြက်နေတာတတ်ထွက်သူ့သားကြီးကောင်ကမလေးရှားမှာနန်ဝင်းအောင်ကအငယ်ကောင်လို့တက်တွင်းသတင်းအရင်းမြစ်တွေကပြောပါတယ်။ ရခိုင်နယ်ဘကိုအစပ်ပရောင်မြို့နယ်အတွင်းထိတွေ့တိုက်ပွဲတွေမှာခလာရ61တန်ရင်ကတပ်ပြတ်သွားပြီးတိစုံသူနယ်ထိခိုက်ဒဏ်ရာရရှိသူအလွန်များပြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပြည်တွင်းမှာအလုံလုံပါကကြီးပွားတိုးတက်နိုင်လို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိမ့်ပြီးလောက်ပေါ်ပေါက်လာတဲ့အကြက်အတင်များကြောင့်ပြည်ပထွက်လူသူများပြားနေခြင်းစစ်ကောင်စစ်ကောင်ဆောင်ဖို့ကြောင့်မူချင်းမင်းအောင်လိုင်းကပြည်တွင်းမှာအလုံလုံပါကလည်းကြီးပွားတိုးတက်နိုင်ကြောင်းမလ25ရက်နေ့နေ့ပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စစ်အစည်းအဝေးမှာပြောပါတယ်။ပြည်သူများပြည်ပကိုတွားရောက် အလုပ်လုပ်ကိုင်တဲ့အတွက်ပြည်ရင်းမှာအလို့သမားရှားပါနေရလို့စစ်ကောင်ဆောင်ကပြောပြီးနောက်ပြည်ရင်းမှာအလုပ်လုပ်ရေးတိုက်တွန်းခဲ့ပါတယ်ပြည်ပကိုတောင်းရောက်လုပ်ကိုင်ခြင်းတက်ဘဝလုံခြုံမှုရှိတဲ့ပြည်ရင်းရှိလုပ်ငန်းခွင်များမှာလုပ်ကိုင်မယ်ဆိုပါကလည်းကြီးပွားတိုးတက်နိုင်တဲ့ခွင့်လန်းများရှိတဲ့အတွက်ပြည်ပမှာတောင်းရောက်လုပ်ကိုင်မယ်အစားပြည်ရင်းမှာသာလုပ်ဖို့၎င်းကပြောဆိုခဲ့ပါတယ်ဒါအပြင်နန်းတွင်မှာလုပ်ကိုင်ဖို့အတွက်ဤပညာများအလုပ်ကိုင်ခွင့်လန်းများစက်မှုဤပညာများစတာတွေကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်ကြောင်းလည်းစစ်ကောင်ဆောင်ကထည့်သွင်းပြောကြားပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်စီးပွားရေးပြိုလဲမှုများကြဲကြဲ ဲပြန့်မြန်ဖြစ်ပွားလာတဲ့တိုက်ပွဲများစစ်မှုထံဥပဒေအသက်သွင်းပြီးစစ်သားစုဆောင်မှုတွေကြောင့်ပြည်ပကိုတည်ရဝင်ရောတရားမဝင်လမ်းကြောင်းတွေကပါထွက်ခွာသွားသူတွေများပြားခဲ့ပါတယ်စစ်ကောင်စီကပြည်ပထွက်ခွာလို့သူတွေကိုပြည်တွင်သာအလုံးလုံးဖို့တိုက်တွန်းမှုအပြင်တပ်ဖက်မှလည်းပြည်ပထွက်ခွာခွင့်တွေကိုတဆင်ပြီးတဆင်ပိတ်ပင်မှုတွေဆောင်ရွက်လျက်ရှိပါတယ်စစ်မှုထံအသက်ရွယ်အကြောင်းဝင်နေမိသားစုတွေကိုပြည်ပအထွတ်အလုံးလုံးခွင့်ပိတ်ခဲ့တဲ့အပြင်လက်တလုံးမှလည်းပြည်ပလောက်ကိုင်အေဂျင်စီတွေကိုပြည်ပကိုအလုံးသမားတွေစီလုံးမှုနဲ့ပတ်သက်ပြီးအရေးအတွက်ကန့်သတ်မှုတွေထုတ်ပြန်လျက်ရှိတယ်လို့ ို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။ စစ်မှုထမ်းရမယ်အသက်16နှစ်မှအသက်35နှစ်အတွင်းအလုသမားလူငယ်များကိုစစ်မှုထမ်းချိန်အလုရှင်များကလာစားပေးထားဖို့တမတ်ထားမှုလိုက်နိုင်ရခက်ခဲပြီးလူငယ်များကိုဆက်လက်ခံထားဖို့မဖြစ်နိုင်တော့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြန့်ထမ်းထားတဲ့စစ်မှုထမ်းနီဥပဒေအရစစ်မှုထမ်းရမယ်အသက်16နှစ်မှ35နှစ်အတွင်းအလုသမားလူငယ်များကိုစစ်မှုထမ်းချိန်အလုရှင်ကဆက်လက်လာစားပေးထားဖို့တမတ်ထားမှုမှာလိုက်နိုင်ရခက်ခဲပြီးလူငယ်များကိုဆက်လက်ခံထားဖို့မဖြစ်နိုင်တော့အကြောင်းလိုင်းသားရနဲ့ရွှေပြည်သားပါဝင် စမ်းမှုဆောင်တချို့မှာအလို့ရှင်တချို့ကပြောသွားတယ်။ဇန်နဝါရီလ23ရက်နေ့စစ်ကောင်စီကပြန်ထမ်းလိုက်တဲ့ပြည်သူ့စစ်မှုထမ်းဤဥပဒေပုံမှန်54မှာအလို့သမားတအုပ်ကပြည်သူ့စစ်မှုထမ်းဖြစ်တာဝန်ထမ်းဆောင်ရတဲ့အခါအဲ့ဒီအလို့သမားရဲ့အလို့ရှင်ကအလို့သမားအတွက်အခကြေးငွေကိုသက်ဆိုင်ရာဝန်ကြီးဌာနကသတ်မှတ်ပြန်ထမ်းထားတယ်။ဥပဒေဤဥပဒေများအမိန့်ကြော်ညာစာများအမိန့်ညွှန်ကြားချက်လုံထုံးလုံနီများနဲ့အညီဆောင်ရွက်ပေးရမယ်လို့ပြတ်ထမ်းထားကြောင်းသိရပါတယ်။ နီဥပဒေမှာအလုတမားကစစ်မှုထမ်းအမယ်အသက်16နှစ်ကနေအသက်35နှစ်အတွင်းရှိရင်စစ်မှုထမ်းအလှည့်ကြရင်ကျွန်တော်တို့ကနားစာဆက်ပေးထားမယ်လို့ပြဋ္ဌာန်းထားတယ်။ဒါနဲ့ပတ်သက်ပြီးအလုတမားညွှန်ကြားရေးဦးစီးဌာနကိုမေးတော့လေလားစာတော့ဆက်ပေးရမယ်ဘလောက်ပေးရမယ်ဆိုတာသူတို့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟုအဖွဲ့ကသတ်မှတ်မယ်ပြောတယ်။အလုံးမလုံးတော့တဲ့သူကိုကျွန်တော်တို့ကစစ်မှုထမ်းကာလတစ်လျှောက်လုံးလားစာဆက်ပေးရမယ်ဆိုတော့လက်ရှိလုပ်ငန်းတွေမကောင်းတာနဲ့မဖြစ်နိုင်ပါဘူး။အဲဒီတော့စစ်မှုထမ်းအရွယ်အတွင်းရှိနေရမယ့်လူငယ်တွေကိုအလုတ်ကနေ3လနှစ်နာချီပေးပြီးနှားခိုင်းမယ်လို့ဆုံးဖြတ်ထားတယ် ို့တိုင်တရာဆက်မှုဆောင်အခြေဆိုင်ကုံထုတ်ဆက်ယုံပိုင်ရှင်ကပြောပါရယ်။ဒါအပြင်စစ်မှုထမ်းနေရတဲ့အလုသမားကိုလာစားပေးရမယ်ပြင်စစ်မှုထမ်းချိန်ပြီးမြောက်ပါကလည်းအလုသမားကမူလအလုရှင်ထံကိုသတင်းပို့တဲ့အခါအဲ့ဒီအလုသမားကိုမူလအလုကန်ဖြစ်စေအလားတူအလုကန်ဖြစ်စေပြန်လည်ခန့်ထားမှာဖြစ်ကြောင်းပြည်သူစစ်မှုထမ်းဤဥပဒေပုံမှန်45မှာပြဋ္ဌာန်းထားပါရယ်။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်အလုသမားရှားပါခြင်းမကြာခဏဖြစ်ပေါ်နေတဲ့အပြင်လုပ်ငန်းများအတွက်တွက်ချီမကိုက်ဖြစ်နေကြောင်း စစ်မှုရန်ဥပဒေဖြင့်အလုတမားကိုစစ်မှုရန်ဖြစ်ခေါ်ယူမှုများများပြားလာပါကစက်ယုံပင်ရန်မှာတပါအခြားမရှိကြောင်းတန်ရီကျိုးစက်ယုံလုပ်ငန်းရှင်တအုပ်ကဆိုပါတယ်။ စက်ရုံတွေကလျှက်စစ်မိမရဘူးအခုနေ့ကမတရားကောက်ခံနေတဲ့စီးဝါးရေးလေပတ်လို့မရဘူးကိုဝင်တန်းလေးတွေကိုစာနာလို့သာစက်ရုံလေပတ်နေတာပါတကယ်ကအမျက်ဆုံးဆိုတာရှိကိုမရှိဘူးဖြစ်နေတဲ့ချိန်စစ်မှုထမ်းနီးဥပဒေပါပြတ်ထန်းချက်အတိုင်းလိုက်နာဖို့ခတ်တယ်ကျွန်တော်တို့စက်ရုံအလုပ်ရုံကတန်ရီကျိုလောက်တာဖြစ်တဲ့အရွယ်ကောင်းအမျိုးသားတွေကိုအဓိကခန့်ပြီးလုပ်ရတာအားလုံးကလည်းအသက်၁၈နှစ်ကနေ၃၅နှစ်တွေကြီးပဲအသက်အကြီးဆုံးမှာမန်နေဂျာအသက်၄၃နှစ်ပဲရှိရဲနီးဥပဒေတိုင်းဆိုရင်တော့စက်ရုံပိတ်ရုံကလွဲပြီးတခြားရွေးချယ်စရာမရှိဘူးကျွန်တော်တို့လည်းဒီ၂၀၂၅တနှစ်တောင်းခံ ကြည့်ပြီးလုပ်ငန်းနားဖို့ရှိပါတယ်လို့တန်ရီကျိုးဆက်ယုံလုပ်ငန်းရှင်ကပြောပါတယ်လက်တလောစစ်ကောင်စီကနိုင်ငံတော်မှာအသက်၁၈နှစ်မှအသက်၃၅နှစ်တွင်စစ်မှုထမ်းဖို့အကြောင်းဝင်နေအလုသမားများစည်ရင်ကိုကောက်ခံရရှိကြောင်းသိရပါတယ် ဆက်လက်ပြီးမကွေးမှာနေအိမ်တထောင်ကျော်ကိုကျူးကျော်တယ်လို့ဆိုပြီးတိုင်းစုံရကဖင်ရှားသိမ်းယူနေပြီးနန်းစီတန်ဝန်ထမ်းများကိုမြေကွက်များပေးခြင်းအကွက်ရံရောင်စားခြင်းများလှူဆောင်နေကသိန်း100ထောင်ချီဈေးပေါင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့နယ်အတွင်းရှိပြည်သူပိုင်းနေအိမ်တထောင်ကျော်ကိုကျူးကျော်လို့ဆိုပြီးတိုင်းဝန်ကြီးချုပ်တင့်လွင်ဦးဆောင်တဲ့ဖွဲ့ကဖင်ရှားသိမ်းဆဲပြီးအဲ့ဒီမြေကိုနန်းစီတန်ဝန်ထမ်းများကိုချထားပေးပြီးအကွက်ရိုက်ကသိန်း100ကနေမှထောင်ခနဲထီစင်းလုံးနေနဲ့ပြန်လည်ရောင်စားခြင်းလှူဆောင်နေကြောင်းနေအိမ်ဖြည့်ဆည်းခံရတဲ့ပြည်သူတွေကသတင်းဌာနကိုပြောပါရ ိမကွေးမြို့နဲ့တဆက်တည်းဖြစ်တဲ့မြက်ကင်းကျေးရွာရဲ့အနောက်ဘက်ရှိမြေနေရာများမြင်းကင်းကျေးရွာရဲ့အနောက်ဘက်ရှိမြေနေရာများမြင်းကင်းကျေးရွာရဲ့အနောက်ဘက်ရှိမြေနေရာများမြင်းကင်းကျေးရွာရဲ့အရှေ့ဘက်တိုင်းစည်ယုံလမ်းရှိမြေနေရာများနဲ့မကွေးမြို့သူခိတာလမ်းမကြီးတရှောင်းနဲ့တဆက်တည်းရှိချောင်းပြူရွာစိုက်ကွက်များကိုအစိုးရပိုင်မြေလို့ဆိုပြီးတင်ဆက်ပေးဝင်ကြီးချုပ်တင်ဆွေပါဝင်ဌာနဆိုင်ရာလူကြီးမင်းတွေကစနစ်တကျအကွက်ဖော်လှုပ်ဆောင်ပြီးအထူးအင်အားလို့ဆိုကပြန်လည်ရောင်းချနေကြောင်းသိရပါတယ်အဆိုပါမြေနေရာတွေကိုပြည်သူပိုင်နေတထောင်ကျော်ကိုအစိုးရပိုင်မြေနေရာလို့ ဆိုကပိုင်ရှင်များကိုကျူးကျော်ဆိုပြီးလက်မှတ်ထိုးခိုင်းပြီးတော့နှင်ထုတ်နေခြင်းဖြစ်ကြောင်းအဲ့ဒီမြေနေရာတွေကိုခရိုင်အုပ်ချုပ်ရေးမှူးမောင်တူမကွေးခရိုင်စီပင်မြေစင်းနဲ့ထွေအုပ်ဝန်ထမ်းတွေကပွဲစားလုပ်ပြီးမြေနေရာအကွက်များထောင်ချီစိုက်ထုတ်ပြီးတကွက်လင်းတိန်းညာကနန်းမှာစပြီးတိန်းထောင်ထိ ဈေးခေါ်ရောင်းချနေခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိအချိန်မှာသူခိတာလမ်းမကြီးတလျှောက်ရှိအင်ဂျင်90ဝန်းကျင်နဲ့တစ်ဆက်တည်းနီးစပ်တဲ့ချောင်းပြူရွာရှိစိုက်ပျိုးမြေစင်အင်္ဂါကိုဖျက်ဆီးနေပြီးမြေဆုံးရှုံးသူများထဲမှာနန်းစီဒီယံဝန်ထမ်းများပါဝင်ကမြေစားပြန်ပေးကြံသူများကိုအစားပြန်မပေးကြောင်းဒါပြင်အဆိုပါမြေနေရာများကိုမကွေးခရိုင်နဲ့မြို့နယ်ထွေအုပ်ဝန်ထမ်းများစီပင်ဝန်ထမ်းများနဲ့မြေစင်းဌာနမှာသက်ဆိုင်ရာကွင်းများကိုကင်ထားတဲ့ဝန်ထမ်းတွေကိုလည်းမြေကွက်များချထားပေးကြောင်းသိရပါတယ်။ အဲ့ဒီမြေနေရာတွေမှာတိုင်းဝင်ကြီးချုပ်အပါဝင်ဌာနဆိုင်ရာလူကြီးမင်းတွေစနစ်တကျအကွက်လက်လာများဖော်ဆောင်နေအထူးအင်အားတွေလည်းပါပါတယ်အခုမြေနေရာတွေကို share တွေယူပြီးအုတ်တိုင်းခတ်ထားကြပါတယ်အခုချက်ချင်းနောက်ဆုံးသိမ်းတာကမကွေးမြို့တုခိတလမ်းမကြီးတစ်လျှောက်ကတဆက်တဲ့ချောင်းပြူရွာစိုက်ွက်တီနေရာတွေပါပြည်သူတွေကပြောရင်လည်းအစိုးရပိုင်းနေမြေတဲ့ပိုင်ရှင်တွေကိုကျူးကျော်ဆိုပြီးလက်မှတ်ထိုးခိုင်းပြီးတော့နှင်ထုတ်ပြီးရင်အကွက်တီရိုက်ရောင်းစားကြတာအကွက်တွေထောင်ချင်ရိုက်တကွက်ကိုသိမ်းတစ်ထောင်နဲ့အထက်ရှိသွားပြီးဝယ်တဲ့သူတွေကလည်းဝယ်ကြတယ်မြို့ပေါ်မှာအကွက်တွေဖော်ဆောင်နေတဲ့နေရာ 104ခုရှိတယ်မြို့ပြမှာ2နေရာရှိတယ်အားလုံးပေါင်း6နေရာမှာအဲ့လိုမြေကွက်တွေပေါ်ပြီးရောင်းစားနေတယ်သူတို့ဖြည့်ဆည်းထားတဲ့အင်ဂျီအရေးအတွက်ကထောင်ချီရှိတယ်တင်ထားတဲ့မြေဧရိယာတရာထက်ရှိပါတယ်အခုတော့အင်ချမ်းမြေပွဲစားပြီးလက်ညှိုးထုတ်သမျှအကုန်လိုက်သိမ်းနေရပါလို့ဒေသခံတအုပ်ကပြောကြားခဲ့ပါတယ်မကွေးတိုင်းစစ်ကောင်စီရဲ့နေအိမ်တွေကိုဖျက်သိမ်းအရေးယူမှုတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူထောင်ချီရှိနေပြီဖြစ်တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်ရှင်